ဒီမိုကရက်တစ်မြန်မာအသံ TVB ရဲ့ဂျွန်16ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ဒေါန်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့80ပြည့်မွေးနေ့မှာနိုင်ငံတကာအတိုင်အဝန်းကတောင်းဆိုလိုက်တဲ့သတင်း၊ဒဏ်ရာရ PDF တွေကိုကိုရီးယားအရက်ဘတ်အဖွဲ့အစည်းတွေကကူညီပေးနေတဲ့သတင်းနဲ့ထိုင်းမိုးရဲ့ရာသားတယောက်မြန်မာဘက်မှာတိမ်းရှောင်နေတဲ့သတင်းတွေနားဆင် ကြရမှာပါ။ ဂျွန်16ရက်ဒီကနေ့မှာကြာရောက်တဲ့လူမှုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာသူအပါအဝင်မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်းလွတ်ပေးဖို့နိုင်ငံတကာတန်ယုံတွေကတိုက်တွန်းတောင်းဆိုနေကြပါတယ်။ရန်ကုန်ခြေစပ် UK တန်ယုံကဒေါ်အောင်ဆန်းစုကြည်နဲ့တကွမြန်မာနိုင်ငံအတွင်းမတရားဖမ်းဆီးခံထားရသူတွေအားလုံးကိုချက်ချင်းပြန်လွတ်ပေးဖို့တောင်းဆိုပါတယ်။အမေရိကန်တန်ယုံကလည်းဒေါ်အောင်ဆန်းစုကြည်နဲ့အတူမတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကိုလွတ်ပေးဖို့အရသာပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့နဲ့အကြမ်းတဲကိုအဆုံးသတ်ဖို့တက်ဆိုင်သူအားလုံးနဲ့ က်အပြန်အလှန်ထိတွေ့ဆက်ဆံဖို့စတဲ့အချက်တွေကိုတောင်းဆိုလိုက်ပါတယ်။လူလူခေါင်းဆောင်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ပန်းသမိတ်ကိုမန္တလေးမြို့တနေရာမှာကျင်းပခဲ့တယ်လို့သပိတ်ခေါင်းဆောင်ကိုတေသာဆန်းက DBB ကိုပြောပါတယ်။ဒေါန်ဆန်းစုကြည်ဟာမက်ချ်လာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ AR Raster Scale 9.8အဆင့်ရှိတဲ့သခိုင်းငလင်ကြောင့်ဘေဘက်လမောင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Sue Foundation နဲ့ပြင်သစ်အခြေဆိုင်လူအခွင့်ရေးရှင်းနေအဖွဲ့ Simray and Finally တို့ကဂျွန်16ရက်စွဲနဲ့သတင်းထုတ်ပြန်လိုက်ပါတယ်။ဒီကနေ့ဂျွန်16ရက်ဟာဒေ ေါင်ဆန်းစုကြည်ရဲ့အသက်80ပြည့်ဝန်းနေဖြစ်ပြီးဝန်းနေစုတောင်းလူမှုလှုပ်ရှားမှုတွေနဲ့သူအပါအဝင်နိုင်ငံရဲ့အကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးပြည်တွင်းနဲ့နိုင်ငံတကာမှာတောင်းဆိုတိုက်တွန်းနေကြပါတယ်။ စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့မြန်မာနိုင်ငံရေးပြည်ထနာတွေကိုဖြေရှင်းရမှာနိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်နဲ့တွဲဆုံဆွေးနွေးမှုမပါပဲပြည်လဲရေးလမ်းစာမရရှိနိုင်ပါဘူးလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကဒီကနေ့ဂျွန်၁၉ရက်မှာတင်ထုတ်ပြန်ပါတယ်လူထုခေါင်းဆောင်အဖြစ်သတ်မှတ်ခံထားရသူဖြစ်သလို2020ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင်လည်းဖြစ်တဲ့ဒေါက်ဆန်းစုကြည်ဟာမြန်မာအရေးပြည်ထနာတွေပြည်လဲဖို့ဖြေရှင်းရမှာခြံလှက်ထားမရတဲ့အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ယုံကြည်မိကြောင်း NLD ကဆိုပါတယ်ဒါကြောင့်ဒေါက်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေ အားလုံးအမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက်ဆက်လက်ကြိုးပမ်းအားထုတ်ပေးဖို့နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်းအတူတူထိရောက်သွေးစည်းစွာပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒေါန်ဆန်းစုကြည်ကိုစစ်တပ်ကမတရားဖမ်းဆီးထားချိန်ကာလအတွင်းမိသားစုနဲ့ထောင်ဝင်စွာတွေ့ဆုံခွင့်မရသလိုဘယ်နေရာမှာချုံနှောင်ထားတယ်ဆိုတာကိုစစ်ကောင်စီကလက်ရှိအချိန်ထိတရားဝင်ထုတ်ပြန်ထားတာမရှိပါဘူး။ဒါကြောင့်ကျမ်းမာရေးနဲ့အသက်အန္တရာယ်ကိုများစွာစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီးစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့အခုလိုလုပ်ရဟာတရားဘောကြောင်စွာနိုင်ငံရေးတရားခံအဖြစ်ဖမ်းဆီးချုံနှောင်ထားတာဖြစ်လို့ရှုံ့ချပါတယ်လို့ NU UNG ထုတ်ပြန်ကြမှာပါရှိပါတယ်။မြန်မာနိုင်ငံဒီမိုကရေစီအရေးလှုပ်ရှားမှုကိုထောက်ခံကြောင်းနဲ့ဒဏ်ရာရ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက်ငွေကြေးအကူအညီတွေပေးအပ်ဖို့ကိုရီးယားရဲဘက်အဖွဲ့အစည်းတွေတွားရောက်ခဲ့ကြတဲ့အကြောင်းကိုရီးယား Herald သတင်းမှာဂျွန်16ရက်ကဖော်ပြပါဗျာ။ ဆောင်ကျွန်ဟိုး University တက္ကသိုလ်မှာအာရှ NGO များဆိုင်ရာအရင်းမြစ်စင်တာဒါရိုက်တာပတ်အွန်ဟွန်နဲ့နယ်စီမခြားဒီမိုကရေစီအကြောင်းရဲ့လက်ထောက်ကောင်းဆောင်ဂျွန်ရေရင်တို့ကဂျွန်73ရက်မှာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုရောက်ရှိလာခဲ့ကြတာက PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့ကြတာလို့ဆိုပါတယ်။သူတို့ရဲ့ခီးစဉ်တွေအတွင်မှာတော့အထူးကိတ်တံရရရှိခဲ့ကြတဲ့ PDF တပ်ဖွဲ့ဝင်တွေကိုစေဝါကုသနိုင်ရေးအတွက်ငွေကြေးပံ့ပိုးပေးခဲ့သလိုတောင်ကိုရီးယားရဲ့ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုမှာအထူးကြတဲ့လိုအပ်တဲ့ပြဿနာတွေအကြောင်းပညာပေးဗီဒီယိုကို ိုမျှဝေခဲ့တယ်လို့လည်းသတင်းမှာဖော်ပြပါရတယ်။သူတို့နှစ်ဦးဟာဂျွန်ဆယ်လေးရဲ့မှာလဲ Sunshine Care Center ကိုတွားရောက်ခဲ့ကြသလိုဒဏ်ရာရရှိသူ120လောက်ဟာတင့်တော်တဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေစက်ပစ္စည်းကိရိယာအကူအညီတွေမပါဘဲယာယီဆေးဘက်ဆိုင်ရာဆေးကမ်းမှာဆေးကုသမှုခံယူနေရကြောင်းပတ်ကပြောပါရတယ်။ မြန်မာနိုင်ငံဘက်ကမှတင်းချောင်နေတဲ့ထိုင်းမူရဲ့ယာသားတအူကိုပူးပေါင်းပြီးတော့ဖမ်းဆီးနိုင်မှုထိုင်းအာဏာပိုင်တွေဟာမြန်မာနိုင်ငံကိုတွားရောက်ဖို့ရှိနေတဲ့အကြောင်းဘန်ကောက်ဖို့သတင်းတပုတ်မှာဂျွန်၁၈ရက်ကဖော်ပြပါရတယ်။တချာဖွန်ထရတ်ခူမော်မီဒီအမည်ရတဲ့အဆိုပါမူရဲ့ယာသားဟာမြန်မာနိုင်ငံနယ်စပ်တာချီလိမ့်မြို့ကနေထိုင်းနိုင်ငံဘက်ကိုမူရဲ့စေဝါတွေမှောက်ခိုးတင်သွင်းရမှာကြိုးကင်သူဖြစ်တယ်လို့တာဝန်ရှိသူတွေကစွပ်စွဲထားတယ်လို့သူဟာမူရဲ့စေဝါတွေကိုနယ်စပ်မဲဆိုင်မြို့ကနေပြည်ရင်းဖြန့်ဖြူးတာဒါမှမဟုတ်တတိယနိုင်ငံတွေစီတင်ပို့ရောင်းချနေတဲ့အကြောင်းထိုင်းမူရဲ့ စ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ ONCB ကအထွေထွေအတွင်းရေးမှုဘုံမှုကြီးပန်နူရက်လက်ဘူးကပြောပါရယ်ထိုင်းနိုင်ငံတရားရေးဝန်ကြီးထရီဆော့ဆောင်ကလည်းမူရရာဇာမစ္စတာတက်ရှာဖွန်ကိုဖမ်းဆီးရမှာပူပေါင်းဆောင်ရွက်နိုင်ရေးမြန်မာနိုင်ငံကိုတွားရောက်ဖို့ဘုံမှုကြီးပန်နူရက်ကိုတောင်းဆိုလိုက်ပါရယ်အဆိုပါလှုံ့ဆော်မှုဟာထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်မှာမူရဆေးဝါးရောင်းဝယ်သူ၈ဦးနဲ့သူတို့ရဲ့မိသားစုတွေရဲ့ပိုင်ဆိုင်မှုတွေကိုတင်းစီခဲ့တဲ့စစ်စင်ရေးတစ်ခုအပြီးမှာဆက်လက်လှုံ့ဆော်ဖို့ဖြစ်လာခဲ့တာလို့သတင်းမှာဖော်ပြပါရယ် ။စကိုင်းတိုင်းပလဲမြို့နယ်ကန်းတောက်နယ်မြေခံရဲစခန်းကိုဂျွန်19ရက်မနက်6:40မိနစ်မှာ PLA အဖွဲ့ကအပြည့်အဝစခန်းသိမ်းနိုင်ခဲ့တယ်လို့ဒေတာရင်းတော်လန်ရေးအဖွဲ့ခေါင်းဆောင်တွေစီကနေသိရပါဗျ။အခုစခန်းသိမ်းပွဲကို PLA အဖွဲ့အပါအဝင် ABSDF ကျောင်းသားတက်မတော်ကျက်တနက်အပါအဝင်ရင်းမပင်ခရိုင်အတွင်းကတရင်တက်ဖွဲ့တွေနဲ့ဒေတာရင်း LBDF တွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။စစ်ကောင်စီဘက်ကတော့ကန်းတောက်စခန်းကျသွားတာကြောင့်ဂျွန်19ရက်မနက်ပိုင်းကစတင်ပြီးအင်မတီပြူရွာကနေစစ်ကြောင်း၃ကြောင်းခွဲကကန်းတောက်ရွာဘက်ကိုစစ်ကြော ောင်းထိုးနေတယ်လို့လည်းသိရပါဗျ။ကန်းတောင်ရွာစစ်ကောင်စီနယ်မြေကန်ရဲစခန်းကိုဂျွန်၂ရက်ကစတင်ပြီးဂျွန်၁၉ရက်အထိ၁၈ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးစခန်းသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါဗျ။